ကောသလမင်းကြီးကသူ့အိမ်မှာထဲမှာလူတယောက်ကထမဲချက်တာတဲ့ချက်နေတဲ့ထမဲဟောထမဲဟောလာတအိုးတယ်ရေကလည်းအတူတူမိကလည်းအတူတူထိုးတာပဲမိဖို့တခုတည်းဟောတင်းချက်တာဒါပေမဲ့လို့ချက်ပြီးတဲ့အခါထမင်းက၃မျိုး၃စားဖြစ်၃မျိုး၃စားဖြစ်တစ်မျိုးက အဲ့ဒါမာတယ်သူကမနက်တမျိုးကကြတော့သူကနတ်တယ်အနတ်လွန်သွားတယ်ပျော့သွားတယ်တမျိုးကတော့ပုံမှန်ပဲနတ်တယ်စားလို့ဖြစ်တယ်ထမင်းဟိုတလုံးနဲ့ချက်ပါလေဘယ်လိုလုပ်ပြီးတော့သုံးမျိုးဖြစ်သွားရတယ်လေသူအိမ်မထဲမှာပါနော်ဦးဇင်းတို့ဒီအိမ်မက်ရဲ့ အကျိုးအပြစ်ကဘာလဲဆိုတော့နောင်တရားပြတ်တဲ့သူတွေများလာလို့ချင်းတရားမဆောင်တဲ့သူတရားပြတ်တဲ့သူတွေများလာလို့ချင်းမိုးမမှန်တော့ပဲနဲ့မိုးနေရာကွက်ကြားရွာပြီးတော့အချို့နေရာတွေမှာမိုးလုံးဝမရွာလို့စဘာပင်နေသိနာပင်နေ၆တွေ့ပြီးတော့တည်ကြည်ပြည့်စည်စာရီသာခေါင်းပါ ။တချို့နေရာတွေမိုးရေသက်ကြီးလို့သဘာဝနဲ့ရေမြောပြီးတော့သိချင်းပြည့်စည်သူတွေလည်းရေပြေဒုက္ခဖြစ်။တချို့နေရာတော့မိုးရွာတာပုံမှန်ပဲ။အဲ့ဒီလိုညီမြမှုမရှိတော့ဘဲနဲ့ကွက်ကြားဖြစ်သွားတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့တရားမစောင့်တဲ့သူတွေများလာတယ်။အဲ့ဒါလည်းမင်းတရားမဆောင်လို့လူကြည်ပြောလို့မရဘူးเนาะကျွန်တော်အကုန်လုံးပဲအကုန်လုံးတရားပြတ်တဲ့လူများလာလို့ အဲ့ဒါဆိုတော့ပုံမြင်လေးတစ်ခုပြောပြမယ်မျက်စိနဲ့မြင်တာဘိုးတော်ကဘုဒ္ဓတော်တရားဟာတောင်မုခနဲ့ဝင်ပြီးတော့ပြောင်းမှုခိုးပြီးတော့ချိုးတယ်ချိုးတော့ပြောင်းမှုကအဆန်သိပ်မပါဘူးမပါတော့ဘုဒ္ဓတော်ကသူကဘာပြောတယ်ဆိုတော့အာတောင်းခင်းစိုက်တယ်လို့ကအတော်ညံ့တယ်လို့ပဲ ဘယ်နဲ့တောင်သူလို့ဆိုတော့အိုးသေးတော့ပြောင်းဘူးအဆမ်းမပါသူကအဲ့လိုပြောတဲ့ချိန်အဲ့အနီးနားမှာပြောင်းဝင်းဆိုင်တဲ့ပြောင်းခင်းရှင်ကရှိတယ်ဆိုနွားစာရိတ်တိုင်းမီနွားစာရိတ်တော့မမြင်ဘောသာထွက်ပြီးဆိုင်တဲ့တောင်သူကဘယ်နဲ့ဒီဖိုးသူတော့ငါပြောင်းခင်းလာဝင်ပြီးခိုးပြီးတော့ချိုးတယ်သူကအောင်မယ်ပြောလားဆိုလားနဲ့ဟမ် ကိုသူတော်ဘာတွေပြောနေတာတော့ပြောင်းကအဆံမထက်တာပြောနေအောက်ကမြေကြီးလေကြည့်ပါအောင်ဒီလောက်ပတ်ကြားတယ်အဲ့နဲ့လေမြေကြီးဘယ်လိုအဆံထက်အောင်စိုက်မလဲအဲ့တော့ဘုဒ္ဓတော်ကဩအေးမြေကြီးကလည်းဘယ်နဲ့ပတ်ကြားအဲ့နေရတုံးမြေကြီးအပြစ်အပြစ်နဲ့တော့မြေကြီးကလည်းပြောတဲ့မြေကြီးကဘာပြောတယ်လို့ဆိုတော့ ကိုသူတော်ကျုပ်အပြစ်တင်မနေတာမိုးလေကြည့်ပါအောင်မြေကြီးဘာအပြစ်ရှိတယ်လဲမိုးမရွာလို့မြေကြီးပတ်ကြအဲ့ဒါအဆန်းလားကိုသူတော်ကကောင်းကင်မော့ကြည့်ဟုတ်သားပဲဒီမိုးကလည်းရွာမှမရွာပဲလို့မိုးအပြစ်တင်မိုးအပြစ်တင်တာမိုးကလည်းကိုသူတော်မိုးအပြစ်တင်တယ်မိုးကမရွာဘူးဆိုတာလူတွေတရားပြတ်လို့မင်းတရားပြတ်လို့မင်းတရားမဆောင်လို့မိုးမရွာတာ အဲ့ဒါနဲ့ဟုတ်တယ်တိုင်းပြည်အိုးချုပ်မင်းလုံနေတာဘယင်ဖြစ်ပါလဲတရားမဆောင်ဘူးငါသွားပြောမှဘုဒ္ဓတော်ကဘယင်နန်းတော်သွားတယ်ပြေမင်းကြီးမင်းကြီးတရားမဆောင်တော့တိုင်းပြည်မှာရာသီဥတုမိုးလေဝသမမှန်ဘူးတိုင်းသူပြည်သားတွေအသိဉာဏ်နဲ့မအောင်ဘူးအဲ့ဒါမင်းကြီးတရားပြတ်လို့ဆံမယံကအကြောင်းဆုံးမင်းများစုံစမ်းပြေတော့ဘုဒ္ဓတော်မင်းတရားမဆောင်တော့ပြောအောင်ဆံမယံကိုဆုံးပါတယ် ဥသူတော်ကိုယ်တိုင်တော်မှာပဲသူတော်ကောင်းအဲ့ဒီပြဇာတွေကသူတော်ကောင်းလို့သတ်မှတ်ထားတယ်ဘယင်ကိုယ်တော်ဆုံးမနိုင်စွာရှိတယ်ဒီလိုပုဂ္ဂိုလ်တော်မှာခိုးသူတော်ဥသူတော်တော်မှာပဲသူများပြောင်းခင်ဝင်ခိုးနေတယ်မဟုတ်လားဆိုတော့နောက်ဆုံးသူဟာဟိုလူအပြစ်တယ်ဒီလူအပြစ်တယ်နောက်တော့သူ့စီတန်ရောက်လာတယ်ပေါ့နော်ပြောချင်တာကတော့ ူများကိုသွားပြောလို့မရဘူးပေါ့အကုံတို့တရားပြတ်တဲ့သူကများလို့ပဲမင်းတရားပြတ်လို့လို့ပြောရင်ကိုငါလည်းတရားပြတ်လို့လို့ပြောပြီးသားဖြစ်သွားတဲ့သဘောဖြစ်သွားတယ်တရားပြတ်တဲ့သူတရောင်းတရားတွေကိုလက်မခံနိုင်တော့တဲ့သူတွေလက်မခံကျင်တော့တဲ့သူတွေများလာတဲ့ကာလတည်းမှာဒီလိုမျိုးຢာတို့တို့တတ်သဘောတဘာဝတွေဖောက်ပြန်ပြီးတော့လာတတ်တာဓမ္မတာပဲပေါ့ဥစဉ်တော့ညဉ့်ဆန်မျိုးမှာလေးစကားဆရာတော်ဘုရားကြီးတရားဟောတော့ဆရာတော်ကဒီနေရာပါပဲဒီတရားဟောတာ ။ဩတော့တိုင်းกว่าတဲ့မြင့်ဆံမာရာရမတွေထမင်းချက်မယ်တဲ့။ဘယ်လိုချက်မလို့ဆိုတော့လူတိုင်းပြည်မှာအောက်ချုပ်သူအစိုးရလူကြီးတွေအတွက်သူတို့အတွက်ဆန်တထုတ်ထုတ်တဲ့။အဘိဓါရာဖုန်ကြီးတွေတန်ဃာတွေအတွက်ဆန်တထုတ်ထုတ်တဲ့။အတိုင်းသူပြည်သားတွေအတွက်စံတထုတ်ထုတ်စံသုံးထုတ်ထုတ်ပြီးတော့ထမင်းချက်ဆရာတော်ကြီးကတရားဟောရင်ထမင်းချက် ကင်ချက်ပြီးဖွင့်ကြည့်လိုက်ဘယ်ဟာနတ်တယ်လဲတထုံးမှမနှက်ဘူးတဲ့ဟလားပြောကြတာကတော့အကုန်လုံးတရားပြတ်နေတယ်လို့ပြောတာယဟန်တွေကလည်းယဟန်တရားတန်ဃာတွေမတည်ဘူးဝိနည်းတရားမှမတည်ကြလူတွေကလည်းပဲလူမပိသားကြဘူးတယောက်နဲ့တယောက်ခုံမဲ့ချက်မဲ့ဟလားပါပါလှီမဲ့အရင်တိမဲ့အဖြားတိမဲ့တယောက်နဲ့တယောက် ဒီလူကိုအသုံးချပြငါဘာရမလဲဆိုတာကိုရပိုင်ခွင့်လုတ်ပိုင်ခွင့်ကိုပဲကျင့်တာမေတ္တာတရားစေတနာတရားတွေခေါင်းပါအောက်ချုပ်သူလူသားတွေတရားမျှတအောင်တူတအောင်အောက်ချုပ်ဖို့မစင်စားဘူးငါအဲ့ထဲဘယ်လောက်ထည့်ရမလဲဆိုတာမျိုးစဉ်းစားအဲ့ဒီလိုတရားအကုန်လုံးပြတ်ကြတဲ့အတွက်ကြောင့်ဒီလိုမမှန်တာအကုန်လုံးမျှပြီးတော့ခံကြရဆိုဆရာတော်ကအဲ့ဒါလိုဟောသွားတယ်နော်အေးဒါအဲ့ဒါတော့မိုးလေဝါဒမမှန်ကန်တဲ့တဲ့သဘောတဘာပေါက်ပြန်နေတာလူတွေကိုယ်ရှင်တရားပြတ်တာနဲ့ဆိုင်နေပေါ့ ။ဒါဘယ်ဆိုလို့တန်ပေါက်ကပြားလေးနဲ့တန်ပေါက်ကပြားလေးနဲ့စီ။ဖမင်းဦးနဲ့ပြော့မာဆက်ကြက်လက်၃မျိုးဒီ။မဲနဲ့လူများမတရားကြွကြမိုးရွာမိ။ဘာဘုဒ္ဓတော်ဆရာတော်ဘုရားကြီးကတော့"အိုအတံသံတော်ခပ်ပါငယ်" ျော့မနတ်မတော်မှန်းမင်းသုံးတွေကြက်ပုံခွဲတဲ့လွဲရရှိပြန်မို့မမရွာဟန်ကွက်ကြနှစ်ပြတ်ငဲမအောင်ရင်နဲ့အောင်သုံးရအမိခွဲတဲ့လွဲတဲ့စပါးဆိုပြီးတော့ဆရာတော်ဘုရားကြီးကဤတို့ဆက်ဆိုတော်မူကြတယ် အေးဆရာတော်ကြီးတဲ့ဆုံးမဆက်ဆိုတဲ့အတိုင်းဘုရားရှင်ဟောတော်မူခဲ့တဲ့အတိုင်းဒီလိုမကောင်းကျိုးတွေဖြစ်တတ်တယ်ပေါ့ဘုရားတိုင်းမင်းရဲ့အိမ်မက်အတိုင်းအဖြစ်ခြင်းမူဆိုလို့ရတော့တရားဆောင်တဲ့သူတွေများလာအောင်သတော်တရားတွေကိုလက်ခံသိမှတ်ပြုတဲ့ပုဂ္ဂိုလ်တွေများလာအောင် များများသင်ယူကြင်ကြံလိုက်နာကြဖို့လိုအပ်မယ်ပေါ့